ခုတစ္ဆာပေးမဲ့တည်င်းကတော့မန်ယူတို့တက်ဖို့နီးပြတောင်းဝင်ပဲလိုအပ်တယ်လို့ဂန်တွေနီးပြဖာကူဆန်ပြောကြားတဲ့တည်င်းဖြစ်ပါတယ်။မန်ယူကိုအောင်မြင်မှုတွေအများကြီးယူပေးခဲ့တဲ့ဂန်တွေနီးပြစာအဲလက်စ်ဖာကူဆန်ကအသင်းရဲ့လက်ရှိအခြေအနေဟာအကောင်းဘက်ကိုဦးတည်နေပြီဖြစ်တယ်လို့မန်ယူတကယ်မန်ယူတကယ်ရောက်တဲ့အနေထားတွေရောက်ဖို့နီးပြအီမိုရီရဲ့တောင်းဝင်ပဲလိုအပ်တော်တယ်လို့ပြောကြားလိုက်ပါတယ်။ ဆာအလက်ဖာဂူဆန်ကမန်ယူလူငယ်ကိုသမဆန်နီလန်စမန်ဟာအယက်မကန်နဲ့ခေါ်ယူမှုဖြစ်ခဲ့တယ်လို့အသင်းကိုအပြောင်းလဲရဖြစ်ပေါ်စေခဲ့သူလည်းဖြစ်တယ်လို့ပြောကြားခဲ့တဲ့အပြင်ရယာသီရွာသမားအပြောင်းရွှေ့ဈေးကွက်အတွင်မှာခေါ်ယူခဲ့တဲ့အန်ဘူမိုကူညာနဲ့ချက်စကိုရိုကလည်းအသင်းကိုပုံမကောင်းမှုတောက်တင်းသွားအောင်အထောက်အပံ့ဖြစ်စေခဲ့တယ်လို့လည်းသုံးသပ်သွားခဲ့ပါတယ်။ မယ်ရီအတွက်နှစ်ပွဲဆက်အနိုင်ရလိုက်တာကတောင်းအတည့်ရဖြစ်ခဲ့စေပြီးအရာအလုံးကအချိန်တကူရသလို ဖြစ်လာချိန်မှာတင်းငိန်တိုးတက်တဲ့အနေထားကိုရောက်ဖို့နီးပြရဲ့တာဝန်ပဲလိုအပ်တော့တယ်လို့လည်းစာအလက်ဖန်ကူဆန်က ပြောကြားခဲ့တာဖြစ်ပါတယ်စာအလက်ဖန်ကူဆန်ဟာမန်ယူကို26နှစ်ကြာတာဝန်ယူခဲ့ပြီးစုဖလား38လုံးအထိယူပေးနိုင်ခဲ့သူလည်းဖြစ်ပါရဲ့ရှင်။ဒီတင်းကိုတော့ငင်းကျဲအောင်ကပြပို့လာတာပါ။